်ပဲမင်္ဂလာပါ။ဘယ်ပြန်ကျွန်တော်အာဆင်နယ်တင်တာချန်ပီယံလိပိုလိုပွဲရှိပါတယ်။ဒါဘေဂျီယံကလပ်ကလပ်ဘရူဂေးဆိုတဲ့အသင်းရဲ့အိမ်ပွဲမှာသွားပြီးတော့ကစားရမှာဖြစ်ပါတယ်။ဒီတင်းကိုကျွန်တော်ကတမန်ကန်ကြည့်မယ်ဆိုရင်အော်အာဆင်နယ်အေးဆေးနိုင်ပါတယ်လို့ထင်ရပေမဲ့ဒီအသင်းရဲ့အိမ်ကွင်းပေါ်ဖော်မန့်ကြီးကအရန်ရန်ကိုကောင်းနေတယ်။ဒါမူနာကိုကိုဖူဝမ်ဆိုတဲ့ရက်စက်နဲ့နိုင်ထားတယ်။ဒါအိမ်ကွင်းမှာပြီးတော့ဗာလဲဘာစီလိုနာကို3-3ဆိုပြီးတော့ ါးကစားထားနိုင်တာဖြစ်တဲ့အတွက်ဒါနက်ဖြန်ပွဲမှာလည်းကျွန်တော်အာဆင်နယ်ကိုတော်တော်လေးဒုက္ခပေးအောင်မယ်လို့မြင်မိတယ်။အာဆင်နယ်ကပြီးခဲ့တဲ့ဒါပရီးမီးယားလိအဆုံးပြီးလာရဲ့ပွဲရလက်ကြောင့်အာဆင်နယ်တို့ကဒီပွဲမှာပေါ်ဖော်မန်းကောင်းကောင်းနဲ့ ဒါနောက်တန်းလူစီရဲ့မနာအောင်ကစားဖို့ကိုတော်တော်လူဆိုင်ကစားဖို့တော်တော်လေးကိုအရေးကြီးနေတဲ့အာဆင်နယ်တို့မနဲ့ပြန်တော်တော်လေးဒါနိဗ္ဗာန်အတ္တတန်ကစားမှာတွေ့တော်တော်လေးကိုစူးစမ်းအထောက်ရမယ်မြင်မိပါတယ်အဲ့တော့ကျွန်တော်အမာခင်ကြီးကိုမော်ဒမာရီမနေ့ဖြန်အဲ့တော့အာဆင်နယ်အဝေးကွင်းပေါ့နော်ချန်ပီယံလိမှာပေါ်ဖော်မန့်ကောင်းတဲ့အနေရဖို့အတွက်ကိုစောင့်ပြီးတော့အားပေးနေပဲအားလုံးပဲခမော်ယူကြမ်းလာပါ